ိတယ်ရှိတယ်ဟိုကိုတွေကတော့နာမည်ကြီးတဲ့လူရှင်တော်မျိုးတော့တချို့ကြတော့လည်းသိတယ်ပေါ့ခီးတဲ့အနေနဲ့လာစီးပြီးတော့ဘယ်သွားမလို့ဆိုလိုက်ပို့လိုက်တယ်ပို့နေတလန်းနေပြီးတော့အဲ့နင်လူရှင်တော်လေးမို့လားလို့မေးလိုက်တဲ့အချိန်ညာဘာပြန်ပြောရမလဲစွန့်ရသွားတယ်ပေါ့နော်ကိုဒါပေမဲ့ဟိုသူများပစ္စည်းခိုးပွက်စားတာမဟုတ်တဲ့အတွက်ကိုဝန်းစာရေးအတွက်ကိုကတော့ရုန်းကန်ပြီးတော့မောင်းရတဲ့အတွက်ကျင်းနေပါလေကိုမိသားစုစာဝင်းနေအတွက်ကတော့အားလုံးကျင်းနေတယ် ဲ့ဆိုမေတ္တာနားထောင်လို့ရရဟုတ်ပြီနော်မလို့ဟာဒီတလုံးပဲဘာမှအများကြီးပါစရာမလို့ဒီဒီလောနေတယ်ဟမ်ဘာသူလောလားလောနေတယ်မရှိဘူးမဘာလို့ကိုကဒီလူရှင်တော်ဘဝကိုဝါသနာပါတာဆိုတော့လေသူရှင်တော်ဘဝနဲ့ပတ်သက်တဲ့နောင်လာရမှုမျိုးတော့မရှိဘူး။ဒါပေမဲ့ပင်မခတ်ခဲတဲ့အချိန်လေးတော့နည်းနည်းလေးစိတ်ညစ်မှုတော့ရတာပေါ့နော်။အဲ့လောက်ပါ ျွန်တော်ကတော့ဟာသလူရှင်တော့လီပြေလူခေါ်ပါတယ်ခင်ဗျာပြေးကနေပြီးတော့ကျွန်တော်ပြေးမလူရှင်တော့ဘဝရက်တည်ပြီးတော့ကျွန်တော်အညာ6ဖက်ရောက်သွားတယ်ပေါ့6မြို့မှာ6မြို့မှာ3နှစ်ပြီးတော့ကျွန်တော်ပခုတ်ကူမှာ2နှစ်သွားကလိုက်တယ်အဲ့ဒါပြီးတော့မန္တလေးမှာ2နှစ်ပြီးတော့မှကျွန်တော်ရန်ကုန်ပြန်ရောက်လာတာကျွန်တော်အညာမှာတော့ဖွဲ့တယ်တော့အများကြီးပဲအညာမှာတော့ရွှေနန်းတော့မြာနန်းတော့ပခုတ်ကူမှာဆိုရင်တော့ဝင်းမင်းမန္တလေးဆိုရင်တော့ရွှေမင်းသားလေးများဖွဲ့နေလိုက်တာခဲ့ အဲ့ရနေပြီးတော့မှကျွန်တော်ရန်ကုန်ပြန်ဆင်းလာတာရန်ကုန်မှာတော့လက်ရှိအဖွဲကတာတော့ခစ်တိကျေးမုံပေါ့ခစ်တိကျေးမုံကတော့အဖွဲလက်ရှိကတာတောင်ချီဝိတာတို့ခေါင်းပေါင်းပေါင်းနာတို့တင်ပြီးတာတော့လက်ဦးဆရာကကျွန်တော်ရဲ့ဦးလေးလူရှင်တော့အခု6မြို့မှာလက်ရှိကနေဦးရွှေမိုးပေါ့သူကတော့ကျွန်တော်ရဲ့လက်ဦးဆရာပါဒုတိယဆရာကတော့ကျွန်တော်တို့ဒီမှာနာမည်ပြန်ပြောင်းပြီးတော့ ညာတွေရောပြိုင်ပွဲတွေရောပြိုင်ဝင်ရအောင်လုပ်ပေးတာတော့ဆရာဥပ္ပိုလ်ဦးပေါ့ဒါကတော့ဒုတိယဆရာဆရာတော့နှစ်ယောက်ပဲရှိတာစပြီးလုံတော့ခံစားရတာပေါ့ခံစားရတယ်ဆိုတော့ဘာလို့သူများခိုင်းပတ်ကိုဇက်လောကဆိုတော့လေလူပညာလောကတွေဝင်သွားရင်မင်းသမီးတွေပတ်စံပေးတယ်သွားဟိုကသွားဝယ်ပါအောင်ဒီကသွားဝယ်ပါအောင်အဲ့ဒါလေးတွေဝယ်ပြီးသူတို့ပို့တဲ့ပေးတဲ့မုံမိုးနဲ့ပဲရက်တည်ခဲ့တာ၄၅ချောင်းနဲ့လောက်ပေါ့ ိတ်တော်အရင်ကြီးတော့ခက်ခဲတယ်လို့တော့မဟုတ်ပါဘူးဒါပေမဲ့ကိုဝါသနာပါတဲ့အတွက်ပြင်မှန်းမိမပြောပါဘူးလူရှင်တော်ဘဝနဲ့ပဲရက်တည်မတည်တဲ့အခြေပေါ့ဟုတ်လူရှင်တော်အလုပ်ကိုနားလဲရတာတော့ကိုဘစ်စဖြစ်တော့ပေါ့ဒီစကားဒီစကားကြီးကတော့မပြောချင်ပါဘူးကိုဘစ်စဖြစ်တော့လူပညာလုပ်တဲ့အကုန်နားရတယ်နားတဲ့ခါကျတော့ကျွန်တော်တို့သုံးဘင်းဆွဲဖို့အတွက်ဆိုပြီးတော့ကျွန်တော်ဘေးရွက်တစည်းပေါ့အဲ့ဒါကိုအုံလာယူပြီးတော့ဒီတောင်တော်ကုန်းဆက်မှုဆောင်ထဲမှာ ်တန်ဒီသွားပြီးတော့တိုက်ပြီးတော့မောင်းခဲ့ဘူးတယ်အဲ့မှာ၄၅၆လောက်လောက်သွားမောင်းခဲ့ဒါပေမဲ့ကြာတော့လေလူပညာသမားဆိုတန်ထန်းတန်ချဆိုတော့မတမ်းမခံနိုင်ဘူးတကယ်တော့လေအရင်ပင်မန်းလုံးတော့အဲ့နဲ့ခုကတော့ပြင်မာပဲခီးတဲ့အနေနဲ့ပဲပါစင်ကျေပေါ့နော်ခီးတဲ့ဆွဲတာအဲ့လိုလေးပဲဆွဲပြီးစားနေတယ် ရှိတယ်ရှိတယ်ဟိုကိုရီးယားတော့နာမည်ကြီးတဲ့လူရှင်တော်မျိုးတော့တချို့ကြတော့လည်းသိတယ်ပေါ့ခီးတဲ့အနေနဲ့လာစီးပြီးတော့ဘယ်သွားမလို့ဆိုလိုက်ပို့လိုက်တယ်ပို့နေတလန်းနေပြီးတော့အဲနင်လူရှင်တော်လေးမလာလို့မေးလိုက်တဲ့အချိန်ညာဘာပြန်ပြောရမလဲစွန့်ရသွားတယ်ပေါ့နော်ကိုဒါပေမဲ့ဟိုသူများပြစီခိုးဖွက်စားတာမဟုတ်တဲ့အတွက်ကိုဝမ်းစာရေးအတွက်ကိုကတော့ရုန်းကန်ပြီးတော့မောင်းရတဲ့အတွက်ကျင်းနေပါတယ်ကိုမိသားစုစာဝတ်နေအတွက်ကတော့အားလုံးကျင်းနေတယ် အဲ့လိုမျိုးတော့မရှိဘူးမှာဘာလို့ဆိုကိုကဒီလူရှင်တော်ဘဝကိုဝါသနာပါတာဆိုတော့လေဟိုလူရှင်တော်ဘဝနဲ့ပတ်သက်တဲ့နောင်နာရမှုမျိုးတော့မရှိဘူးဒါပေမဲ့ပင်ပန်းခတ်ခဲတဲ့အချိန်လေးတော့နည်းနည်းလေးစိတ်ညစ်မှုတော့ရတာပေါ့နော်အဲ့လောက်ပါပဲတကယ်ဘူးလေဆိုတာတော့ခုလက်ရှိဆိုလို့ရှင်တော့အဖွဲစည်းတွေကအဖွဲလိုက်ကတာနေလာတဲ့ခါကျတော့နှစ်ယောက်တည်းသွားတဲ့ခါတခါလေးကြလို့ရှင်လေနှစ်ယောက်တည်းသွားပြီးတော့ အဆင်မပြေတဲ့ခါမျိုးဆိုရင်တော့ကိုကငန်းမထူတော့ပါဘူးငန်းကတယောက်တည်းပဲရှောက်ကားတော့မယ်ဆိုတဲ့အတွေးတွေတော့ဝင်ဘူးပါတယ်ဖြစ်ခဲ့ဘူးတယ်အဲ့ဒါကတော့ကိုပဲဟိုနည်းလောက်မှာပေါ့တတိယလှိုင်းလောက်မှာမလုတ်ချင်တော့ဘူးဒီလုတ်ကြီးကလည်းဒီလုံးနဲ့အဆင်မပြေလောက်တော့ဘူးလို့အဲ့လိုအတွေးမျိုးတွေတော့ဝင်ဘူးပါတယ်တတော်ဝနေတော့ခက်ခက်ခက်ခဲကြီးအရန်ကြီးနာနာကြီးကြီးတော့မဖြစ်မိဘူးဗျာဟိုစိတ်ညစ်သွားလဲတရက်လောက်နှစ်ရက်လောက်ပြီး ဆိုင်းတဲ့မူတန်ကြရင်ပြန်ကကျင်တဲ့စိတ်ကဝင်နေတာဆိုတော့လေတိတ်တော့စိတ်ပင်ပန်းမှုရောရမ်းမဖြစ်ခဲ့ကျွန်တော်အမြင်ပြောရရင်တော့နမယ်ရမ်းကြီးခဲ့စဉ်တော့တော့တိတ်ပြီးတော့မစူဆောင်ခဲ့ဘူးလို့အတိလိုပဲမြင်တာပါဒါပေမဲ့ဟိုဆရာသမားတွေကိုတွားပြီးတော့ပုတ်ခတ်ပြီးပြောခြင်းတော့မဟုတ်ပါဘူးနမယ်ကြီးခဲ့စဉ်တော့မစူမဆောင်ခဲ့လို့အသက်ကြီးလာတဲ့အခါမှာဒီလိုခက်ခဲမှုဖြစ်တယ်လို့ပဲကျွန်တော်ကတော့အဲ့လိုပဲမြင်တာပဲဒါကျွန်တော်အမြင်ပါတော့မဟုတ်ပါဘူး